Good evening everyone. Gain with အင်အားနဲ့ကြိုဆိုပါရစေ။ Vocabulary ကြည့်သီးသန့်နားထောင်ကျင်တဲ့လူတွေအတွက်ဒါ Vocabulary Video လေးဖြစ်ပါတယ်။ Okay, ဒီနေ့ဗာအကြောင်းလေးတွေကြည့်သွားမလဲ။ Parts of the body. Parts စိတ်အပိုင်းများ of yeah the body ခန္ဓာကိုယ်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေအကြောင်းကြည့်သွားကြမယ်ပေါ့နော်။ခန္ဓာကိုယ်အစိတ်အပိုင်းတွေနရွက်၊သပင်၊ပါးစပ်ဒါတွေကိုဘယ်လိုပြောကြမလဲ။ ကြည့်မယ် number a number a မှာသူခေါင်းစဉ်ခွဲလေးလုပ်ပေးထားပါတယ် head and face head ဦးခေါင်း and ပြီးတော့ face မျက်နှာဦးခေါင်းနဲ့မျက်နှာတဲ့ဟုတ်ပြီဦးခေါင်းနဲ့မျက်နှာမှာဘယ်စလုံးလေးတွေရှိမလဲ number 1ဘာရှိလဲ hair အာဒါလေးကတော့ကိုယ်တွေသိတယ်ပေါ့နော် hair ရာမဟုတ်ပါဘူး hair eye မျက်လုံး nose နှာခေါင်း tooth ตัวจิตัวเมีย ွားတချောင်းနဲ့သည်ခုသွားတချောင်းထပ်ပို့သွားပြီခြိနရွက် ear နှက်ခမ်း lip အဲ့ဒါကြောင့်နှက်ခမ်းနေဆိုကိုယ်တွေဘယ်လိုခေါ်လဲ lipstick လို့ခေါ်တာပေါ့နော်အမ် lip ရယ် stick ရယ်ပေါင်းထားတယ် lip နှက်ခမ်း stick ချောင်း lipstick နှက်ခမ်းနေပေါ့နော် lip နှက်ခမ်း neck လေပင် neck mouth ပါဇက်အာဒီပါဇက်နဲ့ပဲကိုရီအရန်စားကြတယ်ပေါ့နော်ဒါကတော့ခေါင်းနဲ့မျက်နှာစာမှာရှိတဲ့ဟာလေးတွေပေါ့ပြန်ပြီးတော့နောက်တစ်ခေါက်ပြောမယ်ဆိုရင်သပင်ဟဲမျက်လုံး eye နှာခေါင်း nose သွားတစ်ချောင်းနဲ့ tooth သွားတစ်ချောင်းထပ်ပို့မယ် teeth နှရွက် ear နှာခမ်း lip လယ်ပင် neck ပါဇက် mouth โอเคဆက်သွားကြည့်ရအောင်ဘာတွေရှိအောင်မလဲအာအောက်ပိုင်းကိုတစ်ဖြည်းဖြည်းရောက်လာပြီ arm and leg arm လက်မောင် and နှစ် leg ခြေထောက်လက်မောင်နဲ့ခြေထောက်မှာဘာတွေရှိမလဲကြည့်ကြည့်မယ်ပေါ့နော်ဟာပထမဆုံးဘာဖြစ်မလဲခုံ shoulder 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 အခုံးလက်သေး nail 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 လက်သေးသည်တခြားနေရာမှာဆိုရင်တန်ဆိုတဲ့အဓိပ္ပာယ်လေးရတယ်ပေါ့နော် nail nail and hammer တန်နဲ့တူနဲ့ nail ဒီနေရာမှာဆိုရင်တော့လက်သေးပေါ့ nail thumb လက်မ thumb finger လက်ချောင်းလေးတွေ finger လက်ချောင်းလေးတွေ hand လက် hand လက် arm လက်မောင် arm လက်မောင် arm okay ဒါဆိုလို့ရှိရင်ကြည့်ကြည့်ရအောင်ပေါ့နော် shoulder nail thumb finger hand arm โอเคအောက်ပိုင်းကိုသွားကြည့်မယ်ခြေထောက် leg leg ဒူကောင်ဒူကောင်လေးအတန်ထွက်တဲ့ခါမှာအရန်သတိထားရတယ်ဘာလို့လဲဆိုအရှိမကေလေးပါနေတယ်ကနီးဆိုပြီးမထွက်ဘူးကေအတန်လေးဒီ omit လောက်ထားရတယ်ဖျောက်ထားပါမယ်နီးလို့ပဲထွက်ပါမယ်နီးနီး လူကအာနောက်ထပ်သတိထားရမယ့်တစ်ခုလာပြန်ပြီပေါ့နော်ဒီခြေခြေလုံးကြီးခြေဖွားကြီးကိုဘယ်လိုခေါ်လဲဆိုရင် foot လို့ခေါ်တယ်အဲ foot ဥဒံလေးဖြစ်ရမယ်ရှင်ဥဒံမဟုတ် foot မဟုတ်ဘူး foot လို့သာဖြစ်သွားရင်ဒါအစာအတော့ဖြစ်သွားမယ် foot 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 feet 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 ခြေတော့တစ်ချောင်းထပ်ပို့တယ် feet ခြေတော့တစ်ချောင်းနဲ့ foot foot feet အာခြေချောင်းလေးတွေဒီချို့ ထိုထိုဒီနေရာမှာအတန်ထွက်သတိထားရမှာနှစ်ခုရှိတယ်ဂျူးကောင်ကနီးမဟုတ်ပါဘူးနီခြေထောက်ဖူးမဟုတ်ဘူး foot feet okay ဆက်သွားကြည့်ရအောင် rest of the body rest ကျန်တဲ့ဟာတွေပေါ့နော် rest rest ဆိုတာ verb အနေနဲ့ဆိုအနာယူသည်လဲရတယ်ဒီနေရာမှာကျန်တဲ့အစိတ်အပိုင်းတွေကိုပြောတာခန္ဓာကိုယ်ရဲ့ကျန်တဲ့အစိတ်အပိုင်းတွေဘာတွေရှိမလဲဒီရင်အုပ်ကြီးပေါ့ရင်အုပ်ကြီးသည် chest chest ဒီဘေးနားလေးသည် side side bite stomach stomach နောက်ကြော back back ဒီနောက်ကြော်လေးကလူခန္ဓာကိုယ်ရဲ့နောက်ကြော်မှာမဟုတ်ဘူးပေါ့နော်တခုခုပစ္စည်းတခုခုရဲ့နောက်ကြော်ဆိုရင်လည်း back လို့ပြောလို့ရပါတယ် back back အာခါကလေးခါနေရာလေးပေါ့ waist waist တင်ပါ hip โอเคအဲ့ဒါဆိုရင်ဒီနေရာမှာတခြားမှာပြန်သုံးလို့ရတဲ့စကားလုံးဒီ back ဖြစ်ပါတယ် back လို့ပြောလာရင်နောက်ကျော်လူရဲ့နောက်ကျော်ဒီလဲ back တခြားပစ္စည်းတွေတခြားဟာတွေရဲ့နောက်ကျော်ဒီလဲ back ပါပဲอืมအဲ့ဒါဆိုသူ့ရဲ့စာကြောင်းလေးကိုကြည့်ရအောင် we have ငါတို့မှာရှိတယ် skin အရေပြားအရေပြားကတော့တကိုယ်လုံးအနှံ့ရှိတယ်ပေါ့နော် we have skin covering our bodies ငါတို့ရဲ့ခန္ဓာကိုယ်တွေကိုတဲ့ဖုံးအုပ်ထားတဲ့အရေပြားရှိပါတယ်တဲ့ဒါပေါ့အရေပြားမရှိလို့ဘယ်ရမလဲ skin ရှိတယ်ပေါ့နော် skin skin မဲ့ပတ်သက်လို့မိန်းကလေးတွေအမျိုးသမီးတွေအရန်ကြားတဲ့စလုံးရှိမယ်ပေါ့ skin care အဟား skin care လောက်ကြရတယ်ပေါ့ care ဆိုတာကဂယူးဆိုင်သည် skin care ဆိုတော့အရေပြားလေးကိုဂယူးဆိုင်တယ်ပေါ့ပုံမှန် ဆိုတော့ဒါမျက်နှာအရည်များကိုဂရုစိုက်ကြတာများတယ်ပေါ့ဒါဒီ skin care ပေါ့ဒါ skin care products တွေကိုလည်းခေါ်တယ် skin care လုပ်ကြတယ်ပေါ့ဒါဒီ skin ကနေလာတယ်အရည်များ skin ဟုတ်ပြီဒါတွေကတော့အပြင်ကနေမြင်ရတဲ့ကောင်းတွေအပြင်အားတွေလည်းအရေးပါသလိုခန္ဓာကိုယ်အတွင်းမှရဟာတွေလည်းလူကိုဒုက္ခပေးနိုင်အရေးပါသေးပြန်ပါတယ် inside the body inside twin the the body ခန္ဓာကိုယ်ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာအတွင်းထဲမှာအရေးကြီးတဲ့ဟာ၃ခုရှိတယ် hot 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 နှလုံးသားနှလုံးမခုန်ရင်သွားပြီပေါ့နော်အသေးပြီပေါ့နော်နောက်တစ်ခု brain 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 ဆိုတော့အုံနောက်ကြီးပေါ့အုံနောက်မရှိရင်လည်းဒါနာမည်မှာအကူကမဟုတ်တော့ဘူးပေါ့နော်အုံနောက်မရှိဘူးအုံနောက် brain ပေါ့နော်နောက်တစ်ခုအရေးကြီးတာလေးတစ်ခု blood 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 သွေးသွေးရလည်းအရန်အရေးကြီးတယ်ပေါ့နော် blood သွေးဒါကတော့ခန္ဓာကိုယ်အစိတ်ပိုင်းနဲ့အရေးကြီးဆုံးသုံးခုကိုသူပြောသွားတယ် နောက်ပြီးတော့သူပြောတယ်ဒီမှာကြည့် pronunciation problems pronunciation ဆိုတာကအတန်အတွက် problems ပြဿနာတွေအတန်ထွက်ထွက်တဲ့အခါမှာပေါ့နော်ကျောင်းသားတွေအများစုထွက်အမှားထွက်လေးရှိတာလေးတွေရှိတယ်ပေါ့ဒီနေရာမှာသတိထားမယ်ကောင်းနေမျက်လုံး eye ဒူးကောင်း knee အစာအိမ် bite stomach stomach နှလုံး heart heart သွေးဘလူးမဟုတ်ဘူး blood blood ခြေထောက် foot မဟုတ်ဘူး foot 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 မဟုတ်အောင်เนาะ foot ဆိုရင် အစားအသောက်လို့ဖြစ်သွားမယ် foot foot သွား tooth tooth okay ဆက်သွားကြည့်ရအောင် singular and plural singular တခုရဲ and နှစ် plurals အများတွေတခုရဲနဲ့အများတွေတဲ့ singular and plurals okay ကြည့်ကြည့်ရအောင် one foot ခြေထောက်တစ်ချောင်း 2 feet ခြေထောက်2ချောင်းဒီနေရာမှာ s မထည့်ဘူးခြေထောက်တစ်ချောင်းက foot ဖြစ်တယ်ဆိုတော့အများလို့ထင် s ထဲမှာလား no မဟုတ်ဘူးတစ်ခုလုံးပြောင်းလဲပေးလိုက်ရမယ်1 foot 2 feet 1 tooth 2 teeth ဟာသွားတစ်ချောင်းသွားနှစ်ချောင်းတစ်ခုထပ်ပိုတဲ့ plural တွေမှာသွားသည် teeth လို့ဖြစ်သွားမယ် s မထည့်ဘူးတစ်ခုထပ်ပိုတဲ့ plural တွေမှာ foot သည် s မထည့်ဘူး feet လို့ဖြစ်သွားရမယ် နောက်ထပ်အရေးပါတာတစ်ခုရှိပါတယ်ဒီကောင်လေးကိုကြောင်းသားအများစုအာသတိမထားမိတတ်ကြဘူးပေါ့နော်ဘာလဲဆိုတော့ hair is a singular wall စပင်းဆိုတာက singular ပဲသုံးလို့ရမယ်တစ်ခုနဲ့အနေနဲ့ပဲသုံးလို့ရမယ် s တွေတထဲလို့မရဘူးငါစပင်းအရန်ရှည်နေပြီဟာစပင်းနေအချောင်းလိုက်အချောင်းလိုက်ငါမှအများကြီးရှိတာလေးဆိုပြီးတော့ hair မှာ s တထဲပြီးတော့သူ့ကိုအများလို့သွားဆက်ဆံလို့မရဘူး no တစ်ခုရဲအနေနဲ့ပဲဆက်ဆံရမယ်အလုံးအထွေးလိုက်တစ်ခုရဲအနေနဲ့ပဲဆက်ဆံရပါမယ် my hair ငါးစပင်သည် is ဖြစ်တယ် very long အလွန်ရှည်သောငါးစပင်အရန်ရှည်တယ်အဲ့အတွက်ကြောင့်ဘာလို့ရမှာလဲသူဆက်ပြောတယ် i nga mascot ညံ့မာကိုရရမယ်ဖြက်မာကိုရရမယ် it လငောင်းကိုစွန်းမကြမိမှာဒီနားမှာသတိထားကြည့်လိုက်သူ့စပင်ကို तू က it နဲ့ပဲပြန်ပြီးတော့ကိုစားပြူတယ်ပေါ့တခုတည်းအနေနဲ့ပဲသတ်မှတ်တယ်ဒေလို့မပြောဟာနင့်စပင်အများကြီးပဲအချောင်းလိုက်တယ်အများကြီးပဲစပင်များလား no မဟုတ်ပါဘူး hair ဆိုတာဒီ singular word ဖြစ်ပါတယ်ငါစပင်အရန်ရှည်တယ်ငါမကြမိညံ့မာရရမယ် my hair is very long I must cut it soon ဒါမျိုးပြောထားတယ်ပေါ့နောက်တစ်ခုအမှားများတဲ့ဟာလေးတွေပေါ့နော်ဘာတွေလဲ common mistakes တွေးရများသောအမှားများတဲ့ကြည့်ကြည့်မယ်တဲ့ usually များသောအဖြစ်ဆိုရင် we use ငါတို့ကအသုံးပြုလေးရှိပါတယ် my ငါရဲ့ your နင်းရဲ့ his သူ့ရဲ့ her သူမရဲ့ etc အစားရှိသဖြင့် with parts of the body ခနာကိုအစိတ်အပိုင်းနေမှာဆိုလို့ရှိရင်ကိုရီးယားငါရဲ့နင်းရဲ့သူ့ရဲ့သူမရဲ့ဒါမျိုးတွေနဲ့အသုံးပြုတယ်တဲ့ဘလို့ပြောချင်နေတာလဲတေချာရှင်းလေသူဆက်ရှင်းတယ် Katie Katie ဆိုတော့နာမည်လေးပေါ့ Katie သည် is washing ရှော်နေပါတယ်ဟာဟဲ့သူမရဲ့သပင်ကိုခေဒီသူမရဲ့သပင်ကိုရှော်နေတယ်ဆိုမြမစလုံးမှာတော့ခေါင်းရှော်နေတယ်ဆိုတဲ့သဘောပေါ့နော် ဟေဒီသူမရဲ့သပင်ကိုလျှော်နေတယ်တန့်ရှင်ရေးလုံနေတယ်ဒါဆိုလို့ရှိရင်ကိုရီးယားသူမရဲ့သပင်အမျိုးသမီးတယောက်ကသူမရဲ့သပင်ကိုလျှော်ရင်သူမရဲ့လို့ပဲထင်မယ်ဒဲသုံးလို့မရဘူးသူ့ရဲ့သပင်ကိုလျှော်နေတယ် his hair ပဲသုံးလို့ရမယ် the hair လို့သုံးလို့မရဘူးဒီနေရာမှာဒဲသုံးလို့မရပါဘူးတဲ့နောက်တစ်ခုဆက်ကြည့်ရအောင် I have a pain ငါမှာနာကျင်မှုတစ်ခုရှိပါတယ် in my leg ငါရဲ့ခြေထောက်မှာငါခြေထောက်မှာနာကျင်တစ်ခုမှုတစ်ခုရှိရဲ့ဆိုအခြေထောက်နာတဟိဒါမျိုးပြောတာပေါ့နော်ဒီမှာငါရဲ့ခြေထောက် mine ဆိုပြီးတော့သုံးပါမယ်တကယ်လို့သူ့ရဲ့ခြေထောက်နာရဲဆို his leg ဒါမျိုးသုံးပါမယ် the leg ဆိုပြီးတော့ they ဤတသုံးလို့မရဘူးရှင် they ဤတသုံးလို့မရဘူးဒါဒီအမှားများတဲ့ကောင်လေးပေါ့နော်ဒီနေရာမှာသဘင်သူမရဲ့သဘင်လို့သုံးမယ်သူ့ရဲ့သဘင်ငါရဲ့သဘင်နင့်ရဲ့သဘင်ဒါမျိုးပဲသုံးမယ် ခြေချောက်သူမရဲ့ခြေထောက်သူ့ရဲ့ခြေထောက်ငါရဲ့ခြေထောက်သူတို့ရဲ့ခြေထောက်ဒါမျိုးပဲသုံးမယ် the leg ဆိုပြီးတော့ the နဲ့သုံးလို့မရဘူးတဲ့ okay ဒီနေ့ကတော့ဗာကြည့်သွားတာလဲဆိုလို့ရှိရင် parts of the body ခန္ဓာကိုယ်အစိတ်ပိုင်းတွေကြည့်သွားတယ်ပြီးတော့ကြတော့အာဒါအရေးပါတယ်ပေါ့နော်ခြေထောက်တစ်ချောင်းဆိုရင် foot တစ်ခုထပ်ပို့ရင်ဘယ်လိုသုံးမလဲသပင်ဆိုတာကတစ်ခုတည်းအနေနဲ့ပဲအများအတန်းသတ်မှတ်ဆက်ဆံပါတယ်ဒါမျိုးလေးပြောသွားပါတယ်။ Okay, thank you very much. Please subscribe my channel.